င်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ဂျွန်လ29ရက်နေ့အတွက်သတင်းတွေကတော့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဦးဘိုထောင်တွင်းမှဆုံးပါသွားပါပြီပြည်တွင်း73စီဈေးဆက်တက်ပြီးနှစ်ပတ်အတွင်းမှာတလီတာကို350ကျပ်ဈေးတက်လာပါတယ်စစ်ကောင်စီထွက်ပေါက်ရှာဖို့ကြိုးစားတဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအတိအမှတ်မပြုဖို့ကုလအထူးကိုယ်စားလှယ်သတိပေးလိုက်ပါတယ်ဒီသတင်းတွေနဲ့အတူဖဲခုံအရှိချမ်းတိုက်ပွဲမှာ ENO ဒုစစ်ဦးစီးချုပ်ရဲ့တပည့်ဖြစ်သူတက်ခွဲမှုတည်ဆုံးခဲ့တဲ့တဲ့ရင်လဲနားဆင်ရမှာဖြစ်ပါရရှင်။အာနာသိန်းစစ်ကောင်စီကဖမ်းဆီးထောင်ချထားတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဒီမနက်9နာရီဝန်းကျင်ကဥပိုထောင်ထောင်စည်းရုံမှာပဲဆုံးဖတ်သွားတယ်လို့ NLD နဲ့နှိဆက်သူတွေစီကအသိရပါတယ်။ရုတ်တရက်အမောဖောက်လာလို့ဒီမနက်9နာရီလောက်မှာထောင်စည်းရုံကိုပို့ခဲ့ရပြီးအဲနောက်နာရီပိုင်းအကြာမှာပဲဆုံးဖတ်သွားတာပါ။ဆရာကယောဂအထွေအထူးမရှိဘူး။ ကျမ်းမာရေးကောင်းတယ်လို့ပြောရမယ်။အခုက ရုတ်တရက်ကြီးဆုံးသွားတာဆရာကလွတ်ရက်ကလည်းနီးနေပြီလို့မိသားစုနဲ့နှိဆက်သူတို့ကပြောတာပါ။လက်ရှိမှာမန္တလေးဆေးရုံကြီးရင်ခွဲရုံစီပို့ထားပြီးမိသားစုက ရုတ်အလောင်းတဲခွင့်ရမရကို မသိရသေးဘူးလို့ဆိုပါတယ်။အာနာသိန်းတဲ့2021 February 1ရက်မှာပဲမန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်နိုင်ငံစုပူအောင်လှုပ်ဆောင်မှုရာဇသက်ကြီးပုံမှ905ကကြီးနဲ့ထောင်တန်း3နဲ့ကိုဗစ်စီမံချိုးဖောက်တယ်ဆိုပြီးတဘာဝဘေးပုံမှ25နဲ့ထောင်တန်း2နဲ့စုစုပေါင်း9နဲ့ချခဲ့တာဖြစ်ပါတယ်။သူက2015ထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကိုကိုစားပြုပြီးမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ပြီးတဲ့နောက်မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ်တင်မြောက်ခံရတာဖြစ်ပါတယ်။နောက်ပြီး2020ထွေထွေရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရသူဖြစ်ပါတယ်။သူကတရားလွတ်တော်ရှေ့နေတဲ့ဦးလည်းဖြစ်တယ်လို့ဆုံးပါချိန်မှာအသက်69နှစ်ရှိပါပြီ။စစ်ကောင်စီလက်အောက်ခံအကျဉ်းထောင်တွေမှာကျမ်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မပေးတဲ့အတွက်မလို့အပ်ပဲအသက်ဆုံးရှုံးရမှုတွေလည်းရှိနေပါတယ်ရှင်။ပြည်တွင်း73စီစီကစစ်ကောင်စီရဲ့တရားဝင်သတ်မှတ်ချက်အရဂျွန်လာနောက်ဆုံးပတ်မှာ1လီတာကိုကျပ်200ကျော်ဈေးထက်တက်လာပါတယ်။ဒါကနှစ်ပတ်အတွင်းမှာတင်1လီတာကို350ကျပ်ဈေးတက်လာတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီကဒီနေ့သတ်မှတ်တဲ့ရည်ညွှန်းစည်းရုံးမှာဓာတ်ဆီ92တလီတာကို3140ကျပ်95တလီတာ3210ကျပ်ဒီဇယ်တလီတာ2930ကျပ်ပရီမီယံဒီဇယ်တလီတာ3385ကျပ်ဖြစ်ပါတယ်ဒီဈေးတွေက မနေ့ကနဲ့နှိုင်းယှဉ်ရင်တလီတာကိုကျပ်200ကျော်စီတက်လာခဲ့တာဖြစ်ပါတယ် ဂျွန်လဒုတိယပတ်ကအရှိလဲပိုင်းဒေသအစ္စရေအီရန်စစ်ပွဲကြောင့်ကမ္ဘာရေနံစည်တက်ခဲ့ပြီးပြည်တွင်းဆက်သုံးစီစည်းကလည်းဂျွန်လ12ရက်ကစလို့ဈေးတက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နှစ်ဖက်စစ်ပွဲရပ်နာသွားချိန်မှာကမ္ဘာရေနံစည်ကအကြဘက်ရောက်နေပေမဲ့လည်းပြည်တွင်းဆက်သုံးစီစည်းကတော့ဆက်လက်မြင့်တက်နေပါတယ်။မြန်မာနိုင်ငံဟာပြည်ပတင်သွင်းမှုကိုမှီခိုနေရတဲ့အပြင်အချိန်မရွေးမြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့နိုင်တဲ့အခြေအနေကြောင့်လည်း ဒေါ်လာငွေလဲနှုန်းကဂျွန်လပထမပတ်ကစပြီးအတက်ဈေးကိုဥတည်နေပါတယ်။လက်ရှိငွေလဲနှုန်းအရဒေါ်လာကိုအဝယ်4500ကျပ်နဲ့အယောင်း4600ကျပ်ဝန်းကျင်ရှိပါတယ်။စကိုင်းငလင်ကြောင့်နိုင်ငံစီးပွားရေးကိုကြီးကြီးမားမားထိခိုက်စေခဲ့တာ အာနာသိန်းစစ်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်အပြည်ပြည်ဆိုင်ရာအလို့သမားရေးရာအဖွဲ့ ILO ကစစ်ကောင်စီနဲ့မြန်မာနိုင်ငံကိုအရေးယူဖို့အတည်ပြုတာစစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအလွဲတွေအပါအဝင် ငွေကြေးဖောင်းပွာတာစတဲ့အကြောင်းအရင်မျိုးစုံကြောင့်မြမစီးပွားရေးဟာအကျက်အတဲဘောင်းဆောင်ဖြစ်လာနိုင်ကြောင်းစီးပွားရေးလုပ်ငန်းရှင်တချို့ကသုံးသပ်ထားပါတယ်ရှင်။အာနာသိစကောင်စီကဥဆောင်ကျင်းပဖို့ပြင်နေတဲ့ရွေးကောက်ပွဲဆိုတာဟာအတုအယောင်တန်လျက်တစ်ခုထက်မပိုဘူးလို့မြမလူအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကသတိပေးပြောကြားလိုက်ပါတယ်။အခုနှစ်ဒီဇင်ဘာဓမ္မမဟုတ်လာမယ့်နှစ် January လမှာကျင်းပဖို့ရထားကြောင်းစစ်ကောင်စီကြေညာထားတဲ့ရွေးကောက်ပွဲက စစ်ဘိုလ်ချုပ်တွေရဲ့မယိုးဖြောင်းတဲ့လုပ်ရက်တွေကိုဟန်ဆောင်ဖုံးကွယ်ဖို့နိုင်ငံရေးထွက်ပေါက်ရှာတာပဲဖြစ်တယ်လို့ကုလလူအခွင့်အရေးကောင်စီညီလာခံမတိုက်ခဲ့ဂျွန်လ25ရက်နေ့မှာ Tom Andrews ကသတိပေးသွားခဲ့ပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှားပါးတဲ့သတင်းကောင်းတစ်ခုအနေနဲ့မြန်မာစစ်ကောင်စီလက်ထဲကိုရောက်ရှိမဲ့လက်နက်စီးဆင်းမှု၃ပုံ၃ပုံကိုရှင်းချနိုင်ခဲ့တဲ့အပေါ်ကြိုးဆိုကြောင်းသူကပြောပါတယ်စင်ကာပူနိုင်ငံဟာသူ့နိုင်ငံကနေမြန်မာနိုင်ငံတဲကိုစီးဝင်မဲ့လက်နက်တွေရဲ့ 90ရာခိုင်နှုန်းကိုရှော့ချနိုင်မဲ့အရေးယူမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံကဘန်ကောက်ဘန်ဆွေလဲစစ်ကောင်စီထိန်းချုပ်တဲ့မြမစီးပွားရေးဘဏ်နဲ့ဆက်ဆံမှုတွေရပ်ဆိုင်ခဲ့ပြီးလက်နက်ဝယ်ဖို့လိုအပ်တဲ့ငွေကြေးဆိုင်ရာတွေကိုဖြတ်တောက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့အရက်သားဒီမိုကရေစီအစိုးရစီကနေ2021ခုနှစ်မှာအထမအာဏာသိမ်းခဲ့တာဖြစ်ပြီးအစိုးရခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားအများအပြားကိုဖမ်းဆီးအကျဉ်းချထားပါတယ်။ အတိုက်အခံတွေကိုဖမ်းဆီးအကျဉ်းချညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နေတဲ့အခြေအနေမျိုး journalist တွေကအမှန်တရားကိုသတင်းဖော်ပြခြင်းဟာဥပဒေချိုးဖောက်မှုဖြစ်နေတဲ့အခြေအနေမျိုးပြည်သူတွေကစစ်ကောင်ဆောင်တွေကိုဝေဖန်ပိုင်ခွင့်တားမြစ်ပိတ်ပင်ခံထားရတဲ့အခြေအနေမျိုးမှာစစ်မှန်တဲ့ရွေးကောက်ပွဲကျင်းပလို့မရကြောင်းကုလအထူးကိုယ်စားလှယ်ကပြောပါတယ်စစ်ကောင်စီဟာဆက်ပြီးတည်တဲ့ရည်တည်ဖို့လက်နက်ငွေကြေးနဲ့တရားဝင်မှုဆိုတဲ့လိုအပ်ချက်၃ခုရှိကြောင်း အဲ့ဒီအရာတွေစစ်ကောင်စီကိုမပေးဘဲညှဉ်းဆန်ခြင်းအဖြစ်မြန်မာပြည်သူတွေကိုကူညီနိုင်မှာဖြစ်ကြောင်းလည်းသူကပြောပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကျင်းပမယ့်အကြံအစီကိုနိုင်ငံတကာအသိုက်အဝန်းကအတိအမှန်မပြုဖို့အရေးအကြီးကြီးတယ်လို့လည်းသတိပေးသွားခဲ့ပါတယ်ရှင်။ရှမ်းပြည်တောင်ပိုင်းဖဲခုံမြို့နယ်အရှိတ်ချမ်းတိုက်ပွဲမှာပအိုးပြည်သူစစ် PNO PNA ဒုစစ်ဦးစီးချုပ်ရဲ့တပည့်ဖြစ်သူတက်ခွဲမှုနောက်ဆိုင်အပါဝင်တေဆုံးသူများနေတယ်လို့ဒေသခံသတင်းရှင်းပြတချို့ပြောပါတယ်။ မနေ့ကစောင်းနှန်းခဲတိုက်ပွဲမှာတက်ခွဲမှုနောက်ဆိုင်နဲ့သူ့ရဲ့နောက်လိုက်၄ဦးက drone ဘုံထိမှန်တိုက်ဆုံးတာဖြစ်ပြီးဒီနေ့မှာနာရေးပြုတ်လောက်ခဲ့တယ်လို့သိရပါတယ်။သူကဒံယာနဲ့ဆေးကုနေချင်းဆေးရုံမှာပဲတိုက်ဆုံးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇော်လ24ရက်နေ့မှာစစ်ကောင်စီကလေရင်လက်နက်ကြီးပစ်ကူအများအပြားသုံးပြီးစောင်းနှန်းခဲရွာကိုဝင်ရောက်မိရှုပ်ခဲ့ပါတယ်။စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီးအင်အားတထောင်ဝန်းကျင်နဲ့ဖဲခုံရှိပတ်ကန်းကကြေးရွာတွေကိုစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ စစ်ရေးသတင်းရှင်းပြတချို့ကပြောပါတယ်လက်ရှိမှာစောင်းနှန်းကဲလွယ်ပေါ်နန်းပေါ်လုံးနန်းစွန်းနဲ့ပိနေကုံကျေးရွာတွေဟာစစ်ရှောင်နေရတဲ့ရွာအုပ်စုစည်ရင်ထဲပတ်ဝန်းနေပါတယ်ဒါကြောင့်အဲ့ဒီရွာတွေကစစ်ရှောင်ပြည်သူ၄000နီးပါးအတွက်စားနပ်ရိက္ခာယာယီတဲဆောက်လုပ်ဖို့နဲ့တကူရီသုံးပစ္စည်းတွေအတွက်ထောက်ပံ့ကူညီမှုတွေလိုအပ်နေတယ်လို့ကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကပြောထားပါတယ်ရှင် People's Spring ရဲ့ညနေခင်းသတင်းတွေတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်